ဂျပန်တွေရဲ့ညနေစာဟင်းချက်နေနောက်တစ်မျိုးဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးပါအောင်နော်သူကအရင်ဆုံးရင်နွေးတဲပြီးတော့မှရင်နွေးဆူလာပြီဆိုရင်ဟင်းချက်အရက်ထက်ပြီးတော့ငံပြားရည်လေးထည့်မယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အဲ့ဒီကြားအရည်လေးကိုလည်းနည်းနည်းထည့်ပါမယ်ပြီးလို့ရှိရင်မီလင်းတို့ခေါ်တဲ့သူတို့ရဲ့ဟင်းချက် အရည်တစ်မျိုးပေါ့နော်အဲ့ဒါလေးထည့်ပြီးတော့မှအရသာမီးပေးပြီးတော့မှပြီးလို့ရှိရင် ဒီချက်ဥလေးကိုသူကအဲ့လိုမျိုးခွဲပြီးတော့မှအခုနဒီအဝါရောင်သူကကြတော့ပဲနဲ့လှုပ်ထားရတယ်အဲ့ဒီအဝါရောင်လေးอ่ะပေါ့နော်အဲ့ထဲကိုချက်ဥလေးကိုလောင်းထည့်ပြီးတော့မှပြီးလို့ရှိရင်ဒီတွားကြထိုးတဲ့နေနဲ့သူကသူပိတ်ပေးပြီးတော့မှဒီလိုပုံစံလေးနဲ့ပေါ့နော်အဲ့မှာဟို၄၅၆6ခုအကုန်လုံးထည့်ပြရမှာပေါ့နော်ထည့်ပေးပြီးလို့ရှိရင်အဲ့ဒီကိုရလာတဲ့ဒီဟာလေးတွေကိုအခုနဟို တဲထားတဲ့ဒီဟင်းရည်လေးတဲကိုသူကပေါင်းပေးရမှာပေါ့နော်ပေါင်းတဲ့ style ပြုတ်တာလားပေါင်းတာလားမသိအဲ့လိုဒီလိုပုံစံလေးနဲ့လုပ်ပေးလိုက်လို့ရှင်ရသွားပါပြီသူအပြင်ဒီအပြင်ကဒီအဝါကတော့တော်တော်ဟိုချိုတယ်ပေါ့နော်အထက်ကချက်ဥလေးနဲ့ဆိုတော့စားရအဆင်ပြေပါတယ်ဂျပန်ရဲ့ဟင်းချက်နီကဒီလိုပုံစံလေးပါ